ကဲမင်္ဂလာပါကျွန်တော် CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ကျွန်တော်ပိုင်းသုံးဖို့စတင်ဝင်ရောက်နေပြီဆိုတော့ကျွန်တော် share mode အကြောင်းလေးပြောပြသွား share mode or share window ကဲဒီခါမှာကျွန်တော်ကတကယ် program ဒီလိုသွားလုပ်လို့မရဘူး file နဲ့ source file နဲ့ share ဟုတ်လား source file နဲ့ share မှာပိုင်းသုံးရဲ့ file မျိုးစားတွေပါလဲဆိုရင် .py file ဟုတ်လား .py file save ဖို့လည်းကျွန်တော်တို့ file new control နဲ့နှိပ်လိုက်ရတယ်။ new လို့ခေါ်လိုက်တာနဲ့ဒါသည်ကျွန်တော် file တစ်ခုရသွားဒီ file ပေါ်မှာကျွန်တော်တို့စင်ပြတာတွေရေးမယ်။ဟုတ်လားဒီမှာတော့ကျွန်တော် PRND PRND Prince အာ Prince ဆိုတာလေဒေါ်လာခင်းအောင်ပြောင်းတိုင်းလေရေးပါများရင်တရီထားမိလိမ့်မယ်ဟုတ်လား Prince Hello CDS ပေါ့ HGNL Hello SIN RNUF CDS Hello CDS ဒီမှာ run လားမ run တခုပြီးရင်တော့ဒီနဲ့သူက run မယ်ဆိုရင်တော့သူစေခိုင်းတယ် run module လို့လိုက် save must be source must be save တယ် source ဖိုင်ရာ save ကိုစေရမယ် okay အဲ့ဆိုတော့ဒီမှာတခါလဲစေမယ် အာ safe ကိုတို့ကစနေလဲရတယ်နော်ကိုတို့ကစနေကိုထားမဲ့နေရာကျွန်တော်ဒီသင်ခန်းစာတစ်ချောင်းမှာ document တွေကအဲတော့ programming basis programming basis တဲ့ကကျွန်တော် python folder ဟုတ်လား python folder ထဲမှာကျွန်တော် hello ဆိုတဲ့ file နဲ့ save လိုက် hello python ပေါ့ h e a l l o hello လို့ပဲပေးလိုက်အဲ့မှာ .py ဆိုပြီးထည့်တယ်အောင်လို့တွားပြီးတော့မထည့်နဲ့ထည့်လို့လည်းရမှာမဟုတ်ဘူးမထည့်ဘူးနော် မထည့်ဘူး .py ဆိုတဲ့ notebook နဲ့ရင်တာထည့်ရတာဒီမှာကိုကြိုက်တဲ့ဒါဟုတ်တော့ module name လို့ခေါ်တာဒါကိုကျွန်တော်က python ရဲ့ source file လို့လည်းခေါ်သွားပြီ python ရဲ့ module file လို့လည်းခေါ်သွားပြီဟုတ်ပြီနော်အဲ့ဒီတော့ကျွန်တော်တို့ဒီ save လိုက်တော့ hello hello ဟဲ့တော့ o တောင်ကျန်သွားတယ်ထားလိုက်နော်ထားလိုက်မပြင်းတော့ပါပြင်း okay အဲ့ဒီကျွန်တော်တို့ run လိုက် run module ဩတွေ့လား hello cds ဆိုဒီမှာလာပေါ်တယ်ဒါပဲဒါစီကျွန်တော်တို့ပြည့် python ရဲ့ဗားလဲဆိုရင် addis mode ကျကျွန်တော်တို့သင်ခန်းစာတစ်ချောင်းမှာကျွန်တော်တို့ addis mode နဲ့ပဲသွားမှာဟုတ်လား addis mode နဲ့ပဲသွားမှာကျကျွန်တော်ဒီညမှာက method တစ်ခုလုပ်လိုက်အောင်မယ်အားဒီမှာကပိုင်းသွင်းရဟန်လိုရခဏတိုင်းထုတ်နေရတယ် method ဖန်ပြီးမယ် def ဟောသူ keyword တွေဆိုဗာနဲ့ပြလိမ်မော်ရောင်နဲ့ပြဟုတ်မလား def keyword မှန်တယ်ဗာနဲ့ပြလိမ်မော်ရောင်နဲ့ပါ def ကိုကျွန်တော်အဲ s say save ag analog hello ဟုတ်မလားဒါ save name ပေးတဲ့နေရာမှာဒါကျွန်တော်ရှင်းမှာ foundation သင်ခဲ့တာဆိုတော့ဒီမှာ comment ကြည့်မပေးဘူးကျွန်တော်ဗာခံပေး underscore ခံပေးဟောဒီလိုလဲပေးကြတယ်ဒီလိုလဲပေးကြတယ်စင်ပြေသလိုပေးအပိုင်းတွေဟောဒါကျရရှိကြောင်းသင်ရလိမ့်မယ်ဥပမာ method ကိုလောက်လိုက်တယ်ကျွန်တော် print ဟောကတော့ c ကတော့ပွင့်ဟောဟုတ်ပြီနော်ကတော့ပွင့် print ထုတ်တယ်ဟာလို c ရဆိုပြီးတော့ဒီမှာလဲ say hello hello c ရလို့ပဲထွက်ပါပဲဟုတ်လား say hello ဟာနှစ်ကြိမ်ဒါ method ကို create လုပ်တယ်ပြီးရင်ကျွန်တော်ခေါ်သုံးရမယ်ဒီ module ထဲမှာခဏခေါ်သုံးကြည့်ပါ df mode SAY ဒါ reuse A ပဲပုံစံပေါ့ကနော် Hello say hello present this is ဘယ်အကောင့်၃လေးကတော့ခေါ်လိုက် Control C control v control v ပိုင်းတို့ဒီကျွန်တော်ရှေ့မှာနောက်နောက်သင်ခန်းစာတွေမှာတည်ပါလိမ့်မယ် installation ရေးကြည့်တယ်ဆိုတာတတိထားပြီပါနော်အဲနောက်မှာပြောမယ် ram ဒါကျွန်တော် module file တွေကို run ပြတယ် okay hello cj hello cj ဒါပဲ သုံးလေးကခဏသုံးလေးကထောက်တယ်ဒါဒီကျွန်တော်တို့ပိုင်းနဲ့ပါပိုင်းနဲ့ဆိုရင် sofa ဟုတ်လား sofa လို့လည်းခေါ်မယ်ကျွန်တော်တို့ဘာလို့လဲခေါ်မလဲဆိုရင် address window လို့လည်းခေါ်မယ် okay မလားဟုတ်ပြီခဲကျွန်တော်ဒီကောင်းကိုနောက်တစ်ခု option ထဲမှာတစ်ချက်ရှိ show line line number ဟောဒီလိုလေးပြတော့ကြတော့ line number လေးကျွန်တော်စစ်လို့မရဘူးစစ်လို့ရတယ်ဒါကြည့်ရှုပ်တယ်ဆိုရင်သူ့ရဲ့ default က line number ကိုမျက်စိနဲ့ရှုပ်လို့နေတူတယ် high line ထဲမှာလုံမသူထုတ်ကြည့်မလိုတဲ့အချိန်မှာနော်ဖြောက်ထားတယ် show line number high line number line number တွေပေါ်ကျင်လာဆိုတော့အဲ့လိုတွန်းလို့ရတယ်။ Okay မနော်။ Okay. Thank you ပြန်။အဲကျွန်တော်နောက်တစ်ခါတင်ရမှာ Python စတင်ဖို့တည်းနည်းနည်းလိုအပ်တာလေးပြီးရင်ပြထားတာလေးထပ်ပြောပါမနော်။ Okay. Thank you ပြန်။